system လို့ပြောလိုက်တာနဲ့အာဘာတွေပါမလဲဆိုရင်ကျွန်တော် hardware တွေပါမယ် software တွေပါမယ်ညွှန်ကြားချက်အစုအဝေးကို software လို့ခေါ်တယ်။ computer ဆိုတာကျွန်တော်တို့လုပ်ရမယ့်အလုပ်တွေကိုဟိုကိုစားလုပ်ပေးမယ့် ဈာကန်ပစ္စည်းတခုလေအဲကျွန်တော်ရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်ခိုင်းလိုက်တဲ့ input တွေရှိတယ်ပြီးအဲ့ခိုင်းလိုက်တဲ့ input တွေပေါ်မူတည်ပြီးတော့ तू ကဘာလုပ်မလဲဆိုရင်တွက်ချက်ပေးမယ်တွက်ချက်တဲ့ဆိုတဲ့နေရာမှာကျွန်တော်ခိုင်းတာလောက်တာကို processing လို့အကြံပေးမှတ်ထားလို့ရတယ်ရတဲ့အဖြစ်တွေထုတ်ပေးမယ် number 3ကျွန်တော်ခိုင်းနေတာတွေကို input ပေးလိုက်မယ် तू ကဘာလုပ်မလဲဆိုရင် process လုပ်ပေးမယ်ပြီးရင်အဖြစ်ထုတ်ပေးမယ် input ခိုင်းဖို့အတွက် input device တွေလိုတယ် processing တွက်ချက်ဖို့အတွက် processing device တွေလိုတယ်အဖြစ်ထုတ်ဖို့အတွက် output device တွေလိုတယ် ဒီအဆင့်ဒီပစ္စည်းတွေရှိသွားပြီဆိုကျွန်တော်က computer system တစ်ခုတည်ဆောက်လို့ရသွားပြီလိုအပ်လို့ရှိရင်ကျွန်တော်တို့တင်ထားမယ်ပေါ့နော်ရလာတဲ့အဖြေတွေကိုတင်ထားမယ်တင်ထားဖို့အတွက်ဆိုရင်ဒီ storage ထဲမှာသွားပြီးတော့တင်မယ် input တွေပေးမယ် process လုပ်မယ်ရတဲ့အဖြေတွေကို output မှာထုတ်ပေးမယ်လိုအပ်လို့တင်ထားခြင်း storage မှာသွားတင်ထားမယ်ဒါဒီအခြေခံကြဆုံး computer system ရဲ့အလုပ်လုပ်တဲ့ပုံစံပါ